ျမရဲ့မိတ်ဆွေများလုံးမင်္ဂလာပါရှင်။အခုတောက်ကြသားသမီးများတို့6လပိုင်းတလဆောင်။ကံကောင်းကံဆူများကိုဟောပြောလမ်းညွန်ပေးမှာဖြစ်ပါတယ်။တောက်ကြသားသမီးများဒီကာလမှာမိမိတို့ဇနီးမယားအိမ်တော်ရင်းနဲ့ပတ်သက်ရင်တော့ဇနီးမယားကြောင့်စိတ်တော့ကရောက်လာတတ်ပါတယ်။မိမိတို့ရဲ့ဇနီးမယားရေချိုးကန်းနေအိမ်သားတွေမှာ ခြေခောက်လဲတာတို့ချော်လဲတာမျိုးတွေဖြစ်တတ်ပါတယ်။အလုံးအကိုင်နဲ့ပတ်သက်ပြီးတော့အဖွဲအစည်းတွေကြားမှာပရိပခတ်ဖြစ်တာမျိုးတွေခြင်လွဲတာအမြင်မာတာမျိုးတွေအဖွဲအစည်းတွေနဲ့ကြုံတွေ့ရတတ်ပါတယ်။အဲ့တော့မိမိတို့ရဲ့အပြောအဆိုဆုံးဖြတ်ချက်တွေကအတိုက်ခံအပြူတဘောပေါ်မှာရောက်ရှိနေတတ်ပါတယ်။ အကြီးအကဲရဲ့ကူညီမှုတွေရရှိပြီးတော့မှမိမိတို့ရဲ့လုပ်ငန်းတစ်တီအောင်မြင်ရတတ်ပါတယ်။အထက်လူကြီးကိုစကားပြောဆိုလေးတွေဆင်ခြင်ပေးရမှာဖြစ်ပါတယ်။အဲ့တော့လုပ်ငန်းကဒီကာလမှာတောက်ကြသားသမီးတွေကလုပ်ငန်းနှစ်ခုစတင်အကောင့်ထဲပေါ်တက်ပါတယ်။သုံးဖြည့်ရခတ်တဲ့ကိစ္စမျိုးတွေလည်းပေါ်လာတတ်ပါတယ်။အလုံးနဲ့ပတ်သက်ပြီးတော့မှခကြီးဝေးတွေလည်းတွန်းရတတ်ပါတယ်။ မိမိတို့အနေနဲ့တက်လုပ်ငန်းတွေရတော့ဒီ6လပိုင်းမှာတောက်ကြသားသမီးတွေတက်လုပ်ငန်းတွေလုပ်နေတယ်နော်တက်လုပ်ငန်းနဲ့ပတ်သက်တာတွေအိမ်ဆောင်ပစ္စည်းနဲ့ပတ်သက်တာတွေအောင်မြင်ရတတ်ပါတယ်အမြတ်အစွန်ညာတတ်ပါတယ်စင်မျိုးသားကြီးနဲ့ပတ်သက်ပြီးတော့မှပူပန်တတ်ပါရဲ့အပြိုလူပြိုဖြစ်နေရင်တော့အိမ်အောင်ကြခင်းရှိပါတယ် တောက်ကြသားသမီးတွေအားလုံးအိမ်တော်ကြတက်ပါတယ်မိသားစုကျမ်းမာရေးဂရုစိုက်ပါအဖေမေရဲ့ကျမ်းမာရေးကိုဂရုစိုက်ပြရမှာဖြစ်ပါတယ်မိမိတို့အနေနဲ့မိမိတို့ရဲ့ဒီပါဇက်တို့နှောက်ခမ်းတို့မှာအပူဖူးပေါက်တံတို့ရှာနာတာတို့ဒါမျိုးလေးတွေလည်းရောဂါဝေဒနာတွေခံစားရတတ်ပါတယ် ။ငွေသေးပိုင်းနဲ့ပတ်သက်ပြီးတော့ဝင်ငွေကောင်းတဲ့ကာလတစ်ခုဖြစ်ပါတယ်။တောက်ကြသားသမီးတွေဒီ6လပိုင်းမှာဒီပြီးခဲ့တဲ့လနဲ့စာလို့ရှိရင်တော့ဒီလမှာလက်လာဘတ်တွေဝင်ငွေတွေညာစွာကောင်းနေတတ်ပါတယ်။မင်္ဂလာကိစ္စတွေခြေရင်းနဲ့ပတ်သက်တာကြီးအောင်မြင်ရတတ်ပါတယ်။ချီရည်မှာလည်းရွေးချယ်ရကတ်တဲ့ရွေးချယ်ရခတ်နေတဲ့ချီရည်မျိုးကိုရင်ဆိုင်နေရတတ်ပါတယ်။ ပိုချစ်တာတယောက်ပိုလာချစ်တာတယောက်ဒါမျိုးတွေကြုံတွေ့နိုင်ပါတယ်အိမ်တော်ကြီးမှလည်းဒီတိုင်းပါပဲအဲ့တော့မိမိတို့အိမ်မှာသားသမီးရဲ့ဒနာဝင်ကင်းရှိပါတယ်အိမ်တော်တောက်ကြသားသမီးတွေမိမိတို့အိမ်တော်တဲ့မျိုးသားမျိုးသမီးတွေပေါ့နော်မိမိတို့ရဲ့အိမ်တော်ကြီးမှာကလေးမရတဲ့သူတွေဆိုရင်ကလေးရရှိတတ်ပါတယ်သားသမီးရဲ့ဒနာတွေဝင်လာတတ်ပါတယ်ပြောရမယ်ဆိုခြေနှစ်ချောင်းဝင်တတ်ပါတယ်အဲ့တော့ ဒီကာလမှာခွေးတို့ကြောင်တို့မွေးမြူရတတ်ပါတယ်။တနင်္လာသားသမီးတွေကုညီမားစာချင်းနေနဲ့ခံရတတ်ပါတယ်။တနင်္လာသားသမီးတွေကြိုးပေးပါတယ်။တောက်ကြသားသမီးတွေကဒီကာလမှာတနင်္လာသားသမီးတွေကြောင့်ညားစွာကောင်းကျိုးကျေးဇူးတွေခံစားရရှိတတ်ပါတယ်။နောက်တစ်ခုအနေနဲ့ပြောချင်တာကတော့ကျမကြီးအထူးကူစိုက်ဖို့လိုအပ်ပါတယ်။ ခြေထောက်မှာထိကြိုက်တံရရရှိတတ်ပါတယ်။သွေးကြောနဲ့ပတ်သက်တာအာယုံကြောနဲ့ပတ်သက်တာတွေဂယုစိုက်ပြီးပါ။အဲဒီတော့မိမိတို့အနေနဲ့အညံ့နေပြပြောက်ဖို့အတွက်ဆိုရင်တော့ကဘာကြီးဖီးယားမှာတွားရောက်လူတန်းပြရမှာဖြစ်ပါတယ်။ရန်ငုံညုံနှစ်ညုံငွေပန်းသုံးကုန်ကျက်ရှာလေးနဲ့ကုတ်ကားလေးနဲ့အတူကဘာကြီးဖီးယားမှာတွားရောက်လူတန်းပြရမှာဖြစ်ပါတယ်။မိမိတို့ရဲ့အိမ်ဖီးယားမှာ ကော်ဖီတစ်ခွက်နဲ့ကော်ပြန့်လေးကတ်လူပေးပါဒီ6လအပိုင်းမှာတောက်ကြသားသမီးတွေအထူးလက်ရှင်နဲ့ကန်လာပါငွေကြေးပိုင်းနဲ့အဆင်ပြေပါတယ်နေ့စဉ်ဝင်ဝေကောင်းကျင်နေဆိုလို့ရှိရင်ကော်ပြန့်တဲ့ကော်ဖီကိုတူတန်းပေးရမှာဖြစ်ပါတယ်အဲ့တော့သူအသရီမဲတော့မုံငါဆုံးလေးကတ်ပြီးတော့ပွဲလူထားပေးမယ်ဆိုရင်မိမိတို့ရဲ့လုပ်ငန်းဆောင်ကနေကောင်းကျိုးကျေးဇူးတွေများစွာထောက်ပံ့ကောင်းရရှိတတ်ပါတယ် ောက်ကြသားသမီးလားဒီလမှာမညံ့ပါဘူးဒီလမှာကံနေကောင်းနေတတ်ပါတယ်ကဲတောက်ကြသားသမီးများလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနေနဲ့ပြည့်စုံပါစေစိတ်တော်တိုင်းကိုပါလူပါစန္ဒတွေနဲ့ပြည့်ဝနိုင်ကြပါစေရှင်